အလောက်ခွင့်မှာရေလုံလောင်းအောင်တောက်ဖို့ဘာကြောင့်အရေးကြီးတာလဲကျမတို့တွေအတွက်ရေလုံလောင်းစွာတောက်ခြင်းဆိုတာအရန်အရေးကြီးတဲ့ကိစ္စတစ်ခုပါဒီနေ့ကိုရေရှိခွင့်တောက်ရမယ်ဆိုတဲ့အချက်ကအခုဆိုရင်ဘာမှမဟုတ်တော့ပါဘူးလူသားတွေရဲ့ခန္ဓာကိုယ်ကဒီနေ့ကိုရေရှိခွက်ထက်ပိုပြီးတော့လိုအပ်တဲ့အတွက်ကြောင့်ပါရေလုံလုံလောင်းလောက်တောက်ပေးသင့်တယ်ဆိုတာကိုအမြဲတမ်းစိတ်ထဲစွဲမြဲနေအောင်လို့အမှတ်ထားသင့်ပါတယ်အခုဖော်ပြပေးမှာကတော့အလုတ်လုံးနေတဲ့သူတွေအလုတ်ခွင်ထဲမှာရေပမာဏဘလောက်တောက်ပေးတင်လဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ် ရေတပ်ဘလောက်လုံအပ်တယ်လဲလို့ကိုမသာသိပါယောက်ျားဖြစ်တာမိန်းမဖြစ်တာဆိုတဲ့အချက်တည်းကခန္ဓာကိုယ်ရဲ့ရေလိုအပ်မှုပမာဏမှာတက်ရောက်မှုရှိနိုင်ပါတယ်ယောက်ျားလေးတွေကမိန်းကလေးတွေထက်ရေပိုတောက်ပေးဖို့လိုအပ်ပါတယ်ယောက်ျားလေးတွေကမိန်းကလေးတွေထက်ပိုတန်းမှာပြီးတော့ကိုယ်လေးချင်ရလဲပိုတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ရေလိုအပ်မှုကိုသိဖို့အတွက်လိုင်းနိုင်ရမယ့်ချက်လူတအုပ်ရဲ့တနေ့တာရေလိုအမှုကိုတွက်ချက်ဖို့ဆိုရင်တော့ရေဘူးရဆင်းရဲတစ်ခုအနေနဲ့ဒီနီလန်းလေးကိုလိုက်နာပါလိမ့်မယ်။ ကိုလေးချိန်အလိုက်ပြောင်းလဲပြီးရေကိုတောက်သုံးပေးရပါတယ်။တင်းရဲကိုလေးချိန်က60ကီလိုဆိုရင်တစ်နှစ်ကိုရေ၄လီတာတောက်ပေးရမှာပါ။ရေတောက်သုံးမှုအတွက်အသင့်တော်ဆုံးချိန်ရေရမ်းစနေတဲ့အခါမှာတော့ရေတောက်ရမယ့်ချိန်တိကျဆိုတာအရန်တော့ကိစ္စမရှိတော့ပါဘူး။ဒါပေမဲ့မနက်ခင်းပိုင်းကိုရေပိုတောက်ပေးတင်ပြီးတော့နေခင်းပိုင်းနဲ့ညပိုင်းကိုတော့ရေနဲ့တောက်တာကတော့အကောင်းဆုံးဖြစ်မှာပါ။အဲ့လိုတောက်ပေးခြင်းကခဏခဏအိယာထားပြီးတော့စီးသွားတဲ့ဒုက္ခနဲ့ကင်းဝေးစေပါလိမ့်မယ်။အလောက်ခွင့်မှာရေဘလောက်တောက်ပေးတဲ့လဲ တနေ့ကိုရေ၄လီတာတောက်မယ်ဆိုရင်မနက်ပိုင်းမှာ2.5လီတာနဲ့နေခင်းပိုင်းကို1.5လီတာတောက်တင်ပါတယ်။အလုပ်ခွင်ထဲမှာဆိုရင်တော့2လီတာနဲ့1.5လီတာထိတောက်ပေးတင်ပါတယ်။ရေလုံလောက်အောင်တောက်ဖို့ကဘာကြောင့်အရေးတကြီးလိုအပ်တာလဲ။အလုပ်ခွင်မှာကအဲကွန်ခန်းနဲ့တနေကုန်နေရတာမျိုးဆိုရေစားသလိုမခံစားရတော့ဘဲနဲ့ရေတုံုံလောက်တောက်ပြဖို့တောင်မှခက်ခဲရပါတယ်။ဒါကြောင့်ရေလုံလောက်တောက်တာကိုအရေးတကြီးကိုလုပ်ပေးရမှာပါ။ အလုံးလုံးဆောင်နိုင်မှုဘက်ကကြည့်မယ်ဆိုရင်ရေတက်လုံလောက်နေမှာအုံနောက်ကကောင်းကောင်းအလုံးလုံးနိုင်ပြီးတော့လုံဆောင်နိုင်စွမ်းရည်ကိုတိုးတက်လာစေနိုင်မှာပဲဖြစ်ပါတယ်။ဒါပြင်မောပန်းနွမ်းနဲ့မှုကိုလျှော့ချပေးနိုင်တယ်လို့ခန္ဓာကိုယ်ကအစိတ်အောက်တွေလည်းတန့်စင်ပေးနိုင်ပါတယ်။ဟုတ်ကဲ့ပါရှင်ခုလိုဗီဒီယိုလေးတွေကိုအပတ်စဉ်နေ့စဉ်တင်ဆက်ပေးနေမှာဖြစ်လို့ကျမတို့ရဲ့ Mandate Power Page တွေကိုလည်း Like and Follow လုပ်ထားနိုင်ပါတယ်ရှင်။အားလုံးကျေးဇူးများတင်ပါတယ်ရှင်။